ကရင်နယ်ကြားဆောင်တက် BGF နဲ့မြန်မာစစ်အုပ်စုတို့ပေါင်းပြီးရွှေကုတ်ကိုအခြေဆိုင်ကြားဖြန့်အွန်လိုင်းငွေလင်ကိုင်းစင်တာတွေနှိမ်နင်းတဲ့ဗီဒီယိုကိုထုတ်ပြန်ပါတယ်။နိုဝင်ဘာ16ရက်နေ့ထုတ်ပြန်တဲ့အဲ့ဒီဗီဒီယိုထဲမှာကြားဖြန့်လုပ်ငန်းရုံးငန်းတွေဝင်ရောက်စီးနှင်တာကိုတွေ့ရပြီးလူများကတော့ဒါဟာဟန်ဆောင်ရိုက်ကူးထားတာမျိုးနဲ့ပိုတူနေတယ်လို့ပြောကြပါတယ်။ BGF ကရောစစ်အုပ်စုကရောကြားဖြန့်တွေကိုတကယ်နှိမ်နင်းတော့မယ်လို့ပြောထားချိန်မှာ ဟံမပြတ်ကြားဖြန့်ဆက်လုပ်နေတာမျိုးရှိပါမလားဆိုပြီးတော့လဲမေကွန်ထုတ်ပါတယ်ရွှေကုတ်ကိုဒေတာတွင်ဝင်ရောက်ရှင်းလင်းရမှာနိုင်ငံသား346ဦးနဲ့အွန်လိုင်းကနေငွေလင်းရမှာအသုံးပြုတဲ့ကွန်ပျူတာတွေဖုန်းတွေကိုတင်းဆဲရမိတယ်လို့ဆိုပါတယ် အဲ့လိုဝင်ရောက်စီးနင်းရမှာ BGF ခေါင်းဆောင်ဆော့ချစ်သူကို မတွေ့ရတော့ပဲနိုင်မောင်စောကစေအုပ်စုတက်ရဲနဲ့ပူးပေါင်းပြီးတော့ကြားဖြတ်နှိမ်နှင်းပြနေပါတယ်စေအုပ်စုကတော့ရွှေကုတ်ကိုမြဝတီမေထော်တလေး KK Park နယ်မြေကြောက်ခက်နယ်မြေတွေဟာ BGF KNL KNU PDF နဲ့ NCA လက်မှတ်ထိုးထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေ ခိတ္တဆိုးမိုးရာလှုပ်ရှားနေမြေတွေဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်။ထိုင်းဆိုရကအွန်လိုင်းငွေလင်ကိုင်းတွေအခြေဆက်ရမြန်မာ့ချမ်းကိုလျှက်စစ်မီအင်တာနက်လောင်စာဆီဖြတ်တောက်ပိတ်ဆို့ခဲ့ပေမဲ့မီးစက်တွေနဲ့ဆက်လေပတ်နေကြတာဖြစ်ပြီးဒီကနေ့နိုဝင်ဘာ16ရက်နေ့ညမှာတော့ပထမဆုံးအကြိမ်အနေနဲ့အတန်တွေတိတ်အဆောက်အဦတချို့မီးမလင်းတော့ရာကိုတွေ့ရပါရခင်ဗျာကျွန်တော်အောင်ဆွေပါ